လူသားမျိုးနွယ်အတွက်နေလို့ရမယ့်ဂျိုသစ်ကိုရှာရင်ဂျိုသားဝင်ပူးတာခံလိုက်ရတော့ခါဇလန်ရဲ့ဆက်မှာတော့မှောင်မဲနေတဲ့အာကာသအလင်းမှာကြောက်စရာကောင်းလောက်အောင်လင်းလာခဲ့ပြီးရီယာကလန်ဒိုလာကအိမ်မဆိုးမနေခဲ့တာပဲဖြစ်ပါတယ်သူကဘယ်ရောက်နေလဲဆိုတာကိုမသိဘဲလူတွေများကြီးကြောက်စရာပုံစံမျိုးစုံနဲ့တည်နေတာကိုမြင်နေရပေမဲ့အဲ့ဒါကတော့အိမ်မဆိုးဖြစ်နေကသူ့ခန်းချမ်းမြင်ပေါ်မှာနိုးလာခဲ့ပါတယ်သူကနာကိုကဒဏ်ရာတွေရနေခဲ့ပြီးတော့စကိုင်း AI ကမူမမှန်ပဲစနစ်ပြက်နေတာကြောင့်ဖြစ်ကြောင်းပြောကအရန်စွိုင်းရင်ကိုပြန်လဲထုတ်လွှင့်ခဲ့ပါတယ် ်ရီယာကထလိုက်ပြီးသွားကြည့်ဖို့အတွက်ဒမ်မီယူလိုက်ကပတ်ကြည့်တော့တွေးခွက်တင်တဲ့သူ့ဖော်ရဲ့အလောင်းကိုတွေးခဲ့ပါတယ်ရီယာကဓားကိုထုတ်လိုက်ပြီးတော့တခြားခန်းထဲကိုဝင်တော့နောက်ထပ်အလောင်းတစ်ခုကိုတွေးကနောက်ဆုံးမှာတော့သူကထိန်းချုပ်ခန်းထဲကိုသွားပြီးတော့မိန်းတင်ကတကားဖွင့်ခဲ့ပါတယ်အပြင်ဘက်မှာတော့သူကမောင်မဲနေတဲ့ဂျိုတစ်ခုကိုတွေးခဲ့ရပြီးသူ့ဖက်ဝင်ဖြစ်တဲ့နောက်ထပ်အလောင်းတစ်လောင်းကိုလည်းတွေးခဲ့ပါတယ်ပြားရီလွင်လာတဲ့အခါမှာတော့ရီယာတယောက်ပတ်ကြည့်လိုက်ပြီးတော့သူ့အတိုင်းလိုက်ရွှေ့ကပျောက်သွားတဲ့အရေးကိုလည်းတတိထားမိခဲ့ပါတယ်ရီယာကဘယောက်နေလဲမသိဘဲနဲ့ဆက်သွားကြည့်လိုက်တော့တောင်စုံတစ်ခုအရောက်မှာရက်ခဲ့ပါတယ် သူကအပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့အိမ်မက်သေးကအတိုင်းဖြစ်နေတာတွေ့ခဲ့ရပြီးတော့ညဉ့်ညက်နဲ့လေလူကြောင့်ရုတ်တရက်မူးဝေလာတော့သူကစကန်းကိုပြန်ခဲ့ပြီးလမ်းမှာအကျဉ်းချင်းလဲကျခဲ့ပါတယ်။အဲနောက်သူကစကန်းတကားကိုပိတ်လိုက်တော့အိမ်ကအောက်ဆီဂျင်ရော့နေတဲ့အကြောင်းပြောခဲ့ပြီးရီယာကသူ့နယ်မြေခေါ်တန်းကြားလိုက်ရကသူ့ဖွဲ့သားတွေတိုက်ခိုက်ခံရတဲ့မြင်ကွင်းကိုလည်းပြန်မြင်ခဲ့ရပါတယ်။နောက်တစ်ခါမှာတော့စကြောင်းပြန်ခဲ့ပြီးရီယာကသူ့ဖွဲ့နဲ့အတူတူညစာစားနေကအဖွဲ့ဝင်တို့ကဂျိုဘော်ကလေလူကအသက်ရှူလို့ရတဲ့အတွက်စူးစမ်းရှာဖွေခြင်းခဲ့ပါတယ်။ အခုတော့ရီယာကသူ့လက်ဘင်းမှာဈေးကတ်ခွာလေးကတ်လိုက်တာဘယောက်နေလဲဆိုတာစဉ်းစားရင်းနဲ့ရေချိုးခဲ့ပါတယ်။အဲဒီနောက်မှာတော့ရီယာကအခန်းတွေထဲကိုလိုက်ရှာရင်းနဲ့သူ့ဖွဲ့သားတွေမျက်နှာကိုပြန်မြင်အောင်ခဲ့ပြီးတော့စာအုပ်ထုတ်ထဲမှာလည်းစကန်အကြောင်းမတ်စုတွေနဲ့အပင်ဆိုင်နေတဲ့သူ့ပုံတွေလည်းတွေ့ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူကအတန်ကြားလိုက်ရပြီးတော့အရင်ကနေမြစ်တက်ကလေလုံကန်းထဲမှာလှုပ်ရှားမှုတွေ့ကြောင်းပြောတော့ရီယာကသတိနဲ့သွားခဲ့ပြီးတော့တယောက်ကတကားကိုထုနေတာကိုတွေ့ခဲ့ပါတယ်။သူကဓားကိုကင်ထားခဲ့ပြီးတော့အဲ့ဒီလူကအထဲဝင်လာတဲ့အခါမှာတော့နောက်ကနေဆွဲလှဲကခေါင်းစုပ်ကိုထိုးခွဲခဲ့ပါတယ်။ Brian ကသူ့ကိုတီးပြီးတော့သူ့နာမည်ကိုပြောပြလိုက်တဲ့အခါမှာတော့ Ria က Brian ရဲ့နာမည်ကိုမှတ်မိနေတဲ့အတွက်လွတ်ပေးခဲ့ပါတယ်။အဲဒီနောက်သူကပလန်ကိုစောင့်ကြည့်နေတာဖြစ်ပြီးတော့ Ria စီကချက်ပြမှုရတဲ့အတွက်ရောက်လာခဲ့တာလို့သူကဆိုပါတယ်။အဖွဲ့ဝင်တယောက်ကယူသွားပြီးတော့ဂျန်တဲ့လူတွေကိုတိုက်ခိုက်ခဲ့တာဖြစ်က Ria က Brian ကိုလောင်းနေပြပြီးဘာမှမှတ်မိတဲ့အကြောင်းပြောတော့အဖွဲ့သားတယောက်ဖြစ်တဲ့ခလကပျောက်နေတာကိုသိသွားခဲ့ကြပါတယ်။ ။ Brian ကသူ့ဘောက်ကိုထုတ်လိုက်ပြီး Ria ကိုစကန်ဖက်ကတံရရီကိုကုသပေးနေရင်းနဲ့ကဘာမြည်ကြီးအကြောင်းကိုပြောခဲ့ပါတယ်။အာဂါသယင်ခုနှစ်စီးကတခြားဂျိုကိုရှာဖို့အတွက်ဆေးလွတ်ခံခဲ့ရပြီးတခြားယင်တွေကကြာရှုံးသွားကာ Ria ကခုနှစ်စင်းမြောက်ကဖြစ်ပြီးတော့လူသားမျိုးနဲ့အတွက်နောက်ဆုံးမျောလင့်ကျလဲဖြစ်ပါတယ်။သူတို့ကအာဂျလိုနာမည်ပေးထားတဲ့ဂျိုဘောက်ကိုဆင်းသက်ခဲကြတာဖြစ်ပြီးတော့ Brian ကဂျိုပက်လန်းမှာနေကာကဘာမြည်နဲ့ဆက်သွယ်နေခဲ့တာဖြစ်ပြီးအရေးပေါ်ခြေနေမှန်းပြောပြခဲ့ပါတယ်။သူမြင်ခဲ့တဲ့အလင်းရောင်ကပလန်းကအာဂတယင်မန်ရီယာကတည်သွားခဲ့ပြီးတော့ ုသမှုပြီးသွားတဲ့အခါမှာတော့ Brian ကစကန်ကိုကြည့်ကာ Ria အုံတော့ကပြင်းထန်တဲ့စိတ်ဒဏ်ရာတွေကြောင့်အတိတ်မိနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Ria ကလည်းသူ့ကိုယ်သူဘယ်သူလဲဆိုတာမမှတ်မိတဲ့အတွက်သူကစကြဝဠာကြီးရဲ့ပြင်ပမှာဘာတွေရှိနေလဲဆိုတာဖြေရှာဖို့အတွက်အဖွဲ့တွေကိုဝင်ခဲ့တာဖြစ်ကြောင်း Brian ကရှင်းပြခဲ့ပါတယ်။အဲ့နောက်မှာတော့ရီယာတယောက်အိယာဝင်ခဲ့ပေမဲ့တကားမပိတ်ရသေးတော့ထပိတ်ခဲ့ပြီးသူ့ဖွဲ့ဝင်တယောက်ကသူ့ကိုချောင်းကြည့်နေတယ်လို့အမြင်မှားကကြောက်စရာမွန်စတာတကောင်ကိုလည်းပြန်ပြီးမြင်အောင်သွားခဲ့ပါတယ်။သူကစိတ်ညစ်အောင်ထားလိုက်ပြီးတော့တကားပိတ်ထားမှန်းတေချောင်းကြည့်ခဲ့ပါတယ်။ ောက်တစ်ခါမှာတော့ရီယာတယောက်ဝတ်စုံဝက်ကအလောင်းတွေကိုစကန်းထဲကနေဆွဲထုတ်ခဲ့ပြီးတော့ကလပ်အတွက်အစိုးရနေခဲ့ပါတယ်။ Brian ကတော့ club ကိုမိသားကအောက်ဆီဂျင်နည်းနေတဲ့အတွက်အခြေအနေကိုအာရုံစိုက်ဖို့ပဲပြောခဲ့ပါတယ်။ဘလန်ကရင်ကခဏပဲစကန်းနားမှာရှိမှဖြစ်တဲ့အတွက် Brian ဦးစားပေးကထွက်သွားဖို့ပဲဖြစ်ပြီးတော့အနားရောက်လာမယ့်အချိန်ကလည်း12နာရီတွင်ပဲဖြစ်ပါတယ်။ယုတ်တဲ့ရီယာကအလောင်းမျက်နှာကလှုပ်နေတာကိုမြင်လိုက်ရပြီးတိုက်ခိုက်ခံရတာတွေကိုပြန်မြင်အောင်လာကစကန်းစီကိုလည်းအမြန်ပြန်ပြေးခဲ့ပါတယ်။ဘရန်ကသူ့ကိုလာမေးတော့ရီယာကအနားယူဖို့လိုတဲ့အကြောင်းပြောခဲ့ပြီး ။သွေးတွေပြန်ကျဲနေတဲ့ခန်းထဲသွားကကကြီးကိုယူခဲ့ပေမဲ့အဖွဲသားတယောက်ကိုထိုးနေတဲ့သူ့ပုံရိပ်ကိုပြန်မြင်အောင်သွားတော့လွှတ်ချခဲ့ပါတယ်။အိုင်နော်ရီယာကသူ့ခန်းကိုသူပြန်သွားကစေးကခွာလေးထက်ကပ်ပြီးတော့ကြည်ခွဲနေခဲ့ပါတယ်။အိုင်နော်သူကစိတ်ငြိမ်သွားတဲ့အခါမှာတော့ Brian ကိုသွားတွေ့ကတောင်းပန်ခဲ့ပြီးတော့အပြင်ဘက်ကတဲမွန်နိုင်ကိုကြည့်နေကြတော့ရီယာကသူ့ဖွဲ့သားတွေတေးတာကိုစက်မြင်အောင်နေတော့ Brian ကအဖွဲထဲကတယောက်နဲ့ကြိုက်နေတာမလားဆိုပြီးတော့အစားနောက်ခဲ့ပါတယ်။ ။အရင်ကသူတို့ကိုစကန်းကပျက်စီးရှိလာခဲ့ပြီးတော့အောက်ဆီဂျင်ကလည်းနည်းလာတဲ့ကြောင်းသိပြီးတဲ့အခါမှာတော့သူတို့ကဝက်စုံပြေဝက်ကခန်းတွေကိုပတ်ရှာခဲ့ပြီးပေါက်နေတဲ့နေရန်ကိုတွေ့ခဲ့ပါတယ်။ပျက်စီးတဲ့ကန်ပြီးရီယာကအထဲကိုဝင်သွားတဲ့အခါမှာတော့တယောက်ကအရင်ရောက်နေမှန်းတီသွားကအတန်ကြားလိုက်ရတော့နောက်ကနေလိုက်သွားခဲ့ပေမဲ့လမ်းကကျင်းတဲ့ကျင်းလာခဲ့ပါတယ်။ Ryan တယောက်ခေါင်းဆောင်ကိုချွတ်လိုက်တဲ့အခါမှာ Ryan နဲ့ဆက်တဲ့ပြတ်သွားခဲ့ပြီးညဉ့်ညံ့တဲ့လေကိုရှူခဲ့ရပေမဲ့သူကဆက်သွားနိုင်ခဲ့ပြီးလှုပ်နေတော့အတန်ထွက်နေတဲ့တံပြားကိုတွေ့သွားခဲ့ပါတယ်။ ရီယာပေါက်ကိုပြင်နေတော့လက်တစ်ဖက်ကသူ့ကိုလာကင်တော့ရီယာကအကြီးပျော်နေတဲ့မျက်နှာကိုမြင်အောင်ခဲ့ပါတယ်ရီယာတယောက်ထင်အောင်ထင်မှားဖြစ်နေတဲ့အတွက်လက်ကချက်ချင်းပြောက်သွားခဲ့ပြီးတော့ရီယာကအလုပ်ကိုမြန်မြန်လက်စားတတ်နိုင်ခဲ့ပါတယ်အဲနောက်သူကခန်းထဲကိုပြန်ရောက်လာတဲ့အခါမှာတော့ဘရိုင်ယန်ကိုသူ့မြင်တွေအကြောင်းကိုပြောပြခဲ့ပြီးကလာကခွေးယူပြန်ယောဂလိုမျိုးယောဂတွေဖြစ်စီတဲ့အရာနဲ့ထိတွေ့မိခဲ့တယ်လို့တွေးနေခဲ့ပါတယ်ဘရိုင်ယန်ကအောက်ဆီဂျင်30ရာခိုင်နှုန်းဆုံးရှုံးလိုက်ရတဲ့အကြောင်းနဲ့9နာရီတွင်းစကန်နာရောက်လာမဲ့အကြောင်းကိုတီးပေးလိုက်တဲ့အခါမှာတော့ ်ရီယာကကလပ်ကိုကယ်ဖို့မိထားခဲ့ပြီးတော့လွတ်မြောက်ဖို့ကိုအာရုံစိုက်ခဲ့ပါတယ်။အာရုံများနေအောင်ရီယာတယောက်ခန်းတွေထဲကိုထပ်ဝင်ရှာခဲ့ပြီးသူ í စားကယ်ဗင်သချင်းဆိုပြတာကိုလည်းတတိယနေခဲ့ပါတယ်။ရုတ်တရက်သူကတောထဲမှာလှလှပပဝက်စားထားပြီးအနားမှာဒရုန်းဝဲနေတဲ့သူ့ကိုသူမြင်အောင်နေခဲ့ပါတယ်။ကယ်ဗင်ကလည်းအဲ့ဒီမှာရှိနေကမြေကြီးတွေကအလင်းရောက်နေထွက်နေတဲ့အပေါက်ကြီးကိုလည်းကြည့်နေခဲ့ပါတယ်။ကေဗင်ကနားရီလို့ပြောလိုက်တဲ့အခါမှာတော့နေရာပြောင်းသွားကစကန်းထဲမှာရီယာကကေဗင်ကိုဓာတ်နဲ့ထိုးနေခဲ့ပါတယ် ကျောက်စရာမျက်နှာကြီးကိုမြင်လိုက်ရတဲ့ခါမှာတော့ရီယာကလန်ဒိုးလာခဲ့ပြီးတော့သူမြင်ခဲ့တာတွေကိုတွေးကခန်းထဲသွားကြည့်လိုက်တော့ drone ကိုတွေ့ခဲ့ပါတယ်။ရီယာက drone ကိုဘော့နဲ့ချိန်လိုက်ပြီးတော့သူတို့အဖွဲ့အကြိုးပေါ်မှာရှာခဲ့တဲ့မှတ်တမ်းတွေကိုပြန်ကြည့်ခဲ့ပါတယ်။ကျောက်တုံးနေနောက်မှာသူတို့ကတပ်ထုနဲ့ကာထားတဲ့လိုင်ကောင်းတစ်ခုကိုတွေ့ခဲ့ပြီးတော့လေရုတစ်ခုလုံးကလည်းဖန်တီးထားတဲ့အကြောင်းနဲ့တယောက်ကသူတို့အရင်ရောက်နေခဲ့တာကိုလည်းသိခဲ့ကြပါတယ်။အဲနောက်ရုတ်တရက်လိုင်ကောင်းကအလင်းအောင်တွေထွက်လာခဲ့ပြီးအဖွဲ့ဝင်တယောက်ကိုမှန်ကလွင့်ထွက်သွားစေခဲ့ပါတယ်။သူတို့ကသူ့ကိုဆက်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းဆော့ကကွဲနေပြီးတော့မျက်နှာကလောက်ကျွမ်းနေတာကိုလည်းသိသွားကာ လိုင်ကောင်းတွေကနေလဲမီကိုတွေမီတော့တွေနဲ့လျှက်စစ်တွေထွက်လာကဒရုန်းကနေရာပေါင်းစုံမှာဒီလိုပုံစံဖြစ်နေတာကိုရိုက်ကူးထားမိခဲ့ပါတယ်။ကြီးနေတော့ Brian ကရောက်လာတော့ Ria ကသူ့ကိုအကုန်သိတယ်မလားလို့မေးခဲ့ပေမဲ့လဲ Brian ကဘာမှမသိကြောင်းကြိမ်းဆိုခဲ့ပါတယ်။တစ်ဖွဲ့လုံးကလည်းရှာဖွေဖို့အတွက်ထွက်သွားခဲ့ပြီးတော့စကမ်းပေါ်မှာပါမှောင်လာတာကိုပဲသူကသိနေခဲ့ပါတယ်။ Ria ကသူ့ကိုမယုံတော့စကားများကြကနောက်ဆုံးမှ Ria ကသူ့ဖက်ဝင်တွေကိုပြန်တက်ခဲ့တဲ့အမြင်တွေကြောင်းပြောခဲ့ပါတယ်။ Ria တယောက်အဲ့ဒါကိုအမှန်ဟုတ်မဟုတ်သိကျင်တဲ့အတွက်စက်နေကျင်တာဖြစ်ပြီးတော့ ဈေးကွက်ခွာလေးကလည်းသူ့ကိုမှတ်ဉာဏ်တွေပြန်ရစေတဲ့အကြောင်းကိုလည်းပြောခဲ့ပါဗါးဒေါသထွက်သွားတဲ့ Brian ကတော့စက်မဏီနိုင်ကြောင်းပြောကဈေးကွက်ခွာမပါတဲ့ Ria ကိုလည်းမယုံနိုင်ကြောင်းပြောခဲ့ပါဗါးသူတို့ရဲ့ဦးစားပေးကတော့ကဘာမီကလူသားတွေကိုကယ်တင်နိုင်မဲ့ကဘာမီဖန်တီးခြင်းဤပညာကိုရှာတွေ့တဲ့အကြောင်းသတင်းပေးရမှာပဲဖြစ်ပါတယ်ခဏကြာတော့ Ria ကအထုပ်ပြင်နေတော့မှ Brian ကလာတောင်းပန်ခဲ့ပြီးတော့သူကတ်ထားတဲ့ဈေးကွက်ခွာလေးကလည်းတက်ရောက်မှုနဲသွားတော့ Brian ကအစ်စ်ထက်ကပ်ပေးခဲ့ပါတယ် သူထွက်သွားတော့ရီယာကခေါင်းမူလာတဲ့အတွက်ဈေးကခွာကိုခွာလိုက်ကမှတ်ညံတစ်ခုကိုလည်းပြန်မြင်အောင်လာခဲ့ပါလေသူကိုလာတိုက်ခဲ့တဲ့လူတယောက်ကြောင့်သူ့ကိုသူကာကွယ်ခဲ့ရတာကိုမှတ်မိသွားခဲ့ပြီးတော့သူကရေးနေနေခဲ့ပေမဲ့လေဘင်းညစ်ခံထားရတဲ့အချိန်မှာကက်ကြီးကိုယူပြီးတော့အဲ့ဒီလူကိုထိုးခဲ့ပါလေကက်ကြီးနဲ့ဘလောက်ထိုးထိုးအဲ့ဒီလူကရံမသွားတော့ရီယာတယောက်ဇပွဲကွန်အောက်မှာပုံးကသူ့ခြေောက်ကိုကက်ကြီးနဲ့ထိုးခဲ့ပါလေအဲ့ဒီလူလဲလဲချသွားတဲ့အခါမှာတော့ရီယာကအပေါ်ကနေတေးတဲ့အထိကိုကက်ကြီးနဲ့ထိုးတက်ခဲ့ပါလေအခုတော့ရီယာကအဲ့ရပေါ်လဲချသွားခဲ့ပေမဲ့ကြောက်စရာမြင်ကွင်းတွေကိုဆက်မြင်နေခဲ့ပြီး ဂျောကကူးစီတဲ့ပိုးမွားကတဖွဲ့လုံးကိုကူးဆက်သွားတဲ့အတွက်သူကသူတို့ကိုတတ်ခဲ့တာလို့ယူဆခဲ့ပါတယ်။အဲဒီချိန်မှာပဲအတန်တန်ကိုကြားလိုက်ရပြီး Brian လို့ထင်ကသွားကြည့်တော့ clock ကိုတွေးခဲ့ပါတယ်။ကြောက်သွားတဲ့ Ria လည်းထွက်ပြေးကလက်နဲ့တစ်ခုကိုယူပြီးတော့လေထွက်ပေါက်ထဲပုံနေတဲ့အချိန်မှာပဲမျက်နှာလောင်ကျွမ်းပြီးတည်နေတဲ့ Brian ကိုတွေ့ကတုံ့လှုပ်သွားခဲ့ပါတယ်။ကလကသူ့ကိုလာကြည့်တဲ့အခါမှာတော့ Ria ကခုံးလိုက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ခဏကြာတော့ Ria ကမိသနက်နဲ့ပြတ်တဲ့အချိန်မှာ ကလကဇပွဲနဲ့ကာခဲ့ပေမဲ့လည်းသူ့ဝက်ဆောင်ကတော့လောင်ကျွမ်းသွားခဲ့ပါတယ်ရီယာတယောက်ခွင့်ရေးကိုယာတော့ထွက်ပြေးခဲ့ပေမဲ့ချော်လဲသွားခဲ့ပါတယ်ကလကသူ့နောက်ကိုလိုက်လာခဲ့ပြီးတော့မိသက်ဆေးဘူးနဲ့သူ့ဝက်ဆောင်ဘော်ကမိတော့တွေကိုနှိမ့်ခဲ့ပါတယ်သူတို့ကအပြင်းလွှိုင်းနဲ့တိုက်ခိုက်ခဲ့ကြပြီးတော့ရေချိုးကန်နဲ့ရောက်သွားကကလကရီယာကောင်းကိုနိုင်ရန်နဲ့ကတ်တွန်းလိုက်တော့တူညီတဲ့မှတ်ဉာဏ်တွေပေါ်လာခဲ့ပါတယ်ရီယာကရေပန်းကိုကလကောင်းစော်ထဲကိုထည့်ပြီးတော့ရေဖွင့်လိုက်ကရေနှစ်တက်ခဲ့ပါတယ်သူ့လိုရက်ကိုသဘောပေါက်သွားတဲ့ရီယာကကလအလောင်းကိုဘော့စ်နဲ့စကန်ဖတ်ခဲ့ပေမဲ့လည်း ဘော့ကလူတွေကိုပြန်အသက်မသွင်းနိုင်ခဲ့ပါဘူး။ကူးဆက်တဲ့လက္ခဏာလည်းမတွေ့တဲ့အခါမှာတော့ရီယာကစာပြီးတိုက်ခိုက်လို့ခလကရီယာကူးဆက်ခံထားရတယ်လို့ထင်ကတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အိမ်ကပလန်းကိုသွားမဲ့ရင်ရောက်လာတော့မဲ့အကြောင်းကြေညာတဲ့အခါမှာတော့ရီယာကဝတ်စုံဝတ်စင်ကပြန်ထွက်ခဲ့ပါတယ်။ခလအလောင်းကိုလည်းအိတ်ထဲထည့်လိုက်ပြီးတော့သူကရင်ပေါ်တက်သွားတော့သွေးကွက်တွေနဲ့ကျိုးနေတဲ့ပစ္စည်းတွေကိုတွေ့ကအံ့ဩသွားခဲ့ပါတယ်။စိတ်ပူသွားတဲ့ရီယာလည်းကွန်ပျူတာကိုစစ်ဆေးကြည့်ခဲ့ပေမဲ့အဲ့ဒါကလုံးမလုံးပဲနဲ့ရင်မြန်ကပလန်းကအာဂတယင်စီကိုရောက်မှမုံမှန်းတီးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ရီယာကစကန်ကိုပြန်သွားကစေကောက်ခါနှစ်ခုကက်ခဲ့ပြီးတော့ဘရိုင်းယန်အလောင်းကိုတဲကဘော့စ်ကိုစကန်ပတ်ခိုင်းခဲ့ပါတယ်စကန်မှာတော့ဘရိုင်းယန်တေးတာ50တနာရီကြာပြီလို့ပြထားတဲ့အခါမှာတော့အဓိပ္ပာယ်ရှိမနေခဲ့ဘဲနဲ့ရီယာကသူ့မားကိုပြောနေတဲ့အတန်းတွေကိုကြားကအိုင်ကပုံမှန်မဟုတ်တဲ့တက်ရှိကိုထောက်လန်းမိတဲ့အခါမှာတော့သူကတတိဝင်လာခဲ့ပါတယ်အဲ့တော့သူကမိတနက်ကိုလက်ကကင်ကပတ်ရှာခဲ့ပြီးတော့ဇလန်းစားကထူးဆန်းတဲ့အရေးကိုလည်းတွေ့သွားခဲ့ပါတယ်။အရေးကဘရိုင်းရဲ့ပုံစံပြောင်းထားကရီယာကသူ့ကြောင့်ကလပ်ကိုတမ်းမိတာမှန်သဘောပေါက်သွားခဲ့ပြီးတော့ အရိတ်ကသူကိုယ်တိုင်ကိုယောဂဖြစ်နေတယ်လို့ယူဆခဲ့ပါတယ်။အရိတ်ကဟေရာဖြစ်ပြီးရီယာကောင်းကိုထိကသူ့လက်ချောင်းတွေကအရေပြားကိုဖျက်သွားခဲ့ပြီးတော့ရီယာကနောက်ထပ်မှတ်ဉာဏ်တစ်ခုကိုလည်းမြင်ခဲ့ရပါတယ်။သူတို့ဘက်ကစကန်းကိုပြန်လာတော့အခွေသားနှစ်ယောက်ကနိုင်ရန်တဲကအကောင်ကိုတွေ့ကအာဂတပလန်းရင်နဲ့ဆက်သွယ်ပြတ်သွားတဲ့အချိန်မှပဲဖြစ်ပါတယ်။ brand တယောက်ရင်မြန်တဲ့ဂျိုဘော်ကိုပြန်လာကစကန်းထဲဝင်လာတော့သူတို့ဘက်ကကွန်ပျူတာထဲဝင်နေတဲ့အကောင့်ကိုတွေ့ခဲ့ကြပြီးအဲဒီကောင်ကနိုင်ငံပေါ်မှာပေါက်ဖောက်ခဲ့တဲ့ဂျိုသားဖြစ်ပြီးတော့ရင်မြန်တစ်ခုလုံးကိုလည်းပြန်နေပြီဖြစ်ပါတယ်။အဖွဲသားတွေကရွှေပြောင်းချိန်ပေမဲ့ရီယာကဂျိုသားကိုအနိုင်ပိုင်းနိုင်ရင်သူတို့မစ်ရှင်ရဲ့ပန်းနိုင်ဖြစ်တဲ့ကဘာမြေဖန်တီးခြင်းဤပညာကိုလည်းရနိုင်မှာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။အဲနောက်သူကဂျိုသားစီကနေနမူနာယူကတက်ခွဲကမ်းမှာကြီးလိုက်တဲ့အခါမှာတော့သူ့ကိုယ်သူပုံသူကူးနေတာကိုတွေ့သွားခဲ့ပါတယ်။ဒါမဲ့လည်းနမူနာကကြီးလာခဲ့ပြီးတော့မှန်ကိုခွဲကဖွဲသားတယောက်ကိုတိုက်ခိုက်ခဲ့ပါတယ်။ ဂျိုသားကနှာခေါင်းထဲကနေခေါင်းထဲကိုဝင်သွားခဲ့ပြီးတော့အဖွဲသားရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ကာနောက်ဆုံးမှာရီယာကသူ့ကိုကက်ကြီးနဲ့ထိုးသက်ခဲ့ရတာပဲဖြစ်ပါတယ်။ဂလာကရီယာကိုခေါ်သွားခဲ့ပြီးတော့ကေဗင်ကအလောင်းကိုစစ်နေတုန်းမှာပဲအလောင်းကနိုးထလာကကေဗင်ကိုလဲပင်းညှစ်ခဲ့ပါတယ်။ရီယာကကေဗင်ကိုကယ်တင်ဖို့ပြေးသွားခဲ့ပြီးတော့သူတို့ကဝင်ပူးနေတဲ့ဂျိုသားကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဂျိုသားကအားကောင်းနေခဲ့ပြီးတော့လူနှစ်ယောက်ကိုတပြိုင်တည်းအသာလေးတိုက်နိုင်ခဲ့ပါတယ်။ကေဗင်အသက်ခံရတော့မယ့်အချိန်မှာရီယာကသူ့နံမီကိုခေါ်လိုက်ပြီးတော့ဓာပစ်ပေးခဲ့ပါတယ်။ ူနံမျိုးကိုကြားလိုက်ရတော့ဂျိုသားဝင်ပူးနေတဲ့ဖွဲသားကခဏလောက်ငြိမ်သွားခဲ့ပေမဲ့ကေဗင်ကတတိမထားမီရဲနဲ့လေဗင်းကိုဖျက်ခဲ့ပါတယ်ဂျိုသားကလည်းတည်သွားတဲ့လူရဲ့ဗဇက်ထဲကနေထွက်လာကကေဗင်နားရဲကိုဝင်သွားခဲ့ပြီးတော့ကေဗင်ကရီယာနောက်ကိုလိုက်ကခေါင်းကိုနိုင်ရန်နဲ့စောင့်နေခဲ့ပါတယ်အဲနောက်သူကရီယာကိုတက်ခါနီးမှခလာရောက်လာကသူ့ကိုတိုက်ခိုက်ခဲ့ပေမဲ့ကေဗင်ကတာနေတဲ့အတွက်ခေါင်းစော်ကွဲတဲ့အထိကိုသူ့မျက်နှာကိုထိုးခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဘရိုင်ယန်ကရောက်လာခဲ့ပေမဲ့ကေဗင်ကိုကြောက်သွားတော့ထွက်ပြေးပြီးတော့လေထွက်ပေါက်ထဲမှာပုံနေခဲ့ပါတယ် ဒါပေမဲ့လည်းကေဗင်ကသူ့နောက်ကိုလိုက်ကာပိုက်တစ်ချောင်းနဲ့တက်ပစ်ခဲ့ပါတယ်။အဲဒီချိန်မှာပဲရီယာတယောက်ကလပ်ကိုကောင်းစွာအစ်တစ်လုံးတက်ပေးကမတည်အောင်ဆိုပြီးတော့စကန်းကနေထွက်သွားခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ရီယာကဒါတစ်ချောင်းကိုကင်ထားခဲ့ပြီးတော့ဂျိုသားကလည်းကေဗင်အတန်းနဲ့သူ့ကိုခေါ်နေတာကိုကြားခဲ့ရပါတယ်။ရီယာကမတည်ကြအောင်ဆောင်ပြီးအနားသွားကဂျိုသားကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါမှာတော့ဂျိုသားကကေဗင်စီကထွက်လာတဲ့နဖူးကဒံယာကနေသူ့ကိုယ်ရဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့လေဂျူသားကမထင်းချုံနိုင်ငံမှာရီယာကစေးတောက်လိုက်တဲ့အခါမှာတော့ဂျူသားလည်းမထင်းချုံနိုင်တော့ဘဲနဲ့ရီယာလည်းတိတ်မိသွားခဲ့ပါတယ်။ ထူးဆန်းတာကတော့ဒိုနိုလာရဲကပြောပြနေတဲ့ကွန်ပျူတာကသူ့ခန္ဓာကိုယ်ရဲကဂျိုသားပဲဖြစ်နေခဲ့ပါတယ်။အခုတော့ဂျိုသားကသူ့ကိုတောက်လျှောက်စကားပြောနေခဲ့ပြီးလူသားတွေကရှိတာနဲ့မလုံလောက်ဘဲနဲ့ကိုမျိုးနွယ်စုကိုဖြစ်စည်းအောင်လုပ်နေတဲ့အတွက်သူ့ရဲ့နှီးပညာကိုမျှဝေမပေးခြင်းကြောင့်ပြောခဲ့ပါတယ်။ရီယာကဂျိုသားကိုထိန်းချုပ်ခွင့်မပေးဘဲနဲ့စေးကောက်ခွာကိုခွာလိုက်တဲ့အခါမှာတော့ Brian ကသူနဲ့တူတူဘယ်တော့မှရှိမနေခဲ့ဘဲနဲ့ထင်အောင်ထင်မှားဖြစ်နေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ ်ကွန်ပျူတာကနေအောက်ဆီဂျင်နည်းနေပြီဖြစ်ကြောင်းအသိပေးတဲ့အခါမှာတော့ရီယာကဘောနဲ့သူ့ကိုယ်သူစကန်ဖက်ခဲ့ပြီးတော့ဘောကဂျူသားကိုတွေ့သွားကဖယ်ရှားဖို့အတွက်နဖူးကတန်းရကိုဆက်လက်နဲ့ထိုးခဲ့ပါတယ်။မင်းနဲ့ပိုင်းလောက်ကြာပြီးရီယာတယောက်နှလုံးရက်သွားတဲ့အခါမှာတော့ဘောကဂျူသားကိုဖယ်ရှားလိုက်တဲ့အချိန်မှာသူကလင်းရောင်ကိုပြန်မြင်ခဲ့ရပါတယ်။ဂျူသားကထွက်ပြေးသွားတဲ့အခါမှာတော့ရီယာကအကုန်လုံးဆုံးသက်သွားပြီလို့ထင်ခဲ့ပေမဲ့ဂျူသားကဘရန်ရဲ့အလောင်းကိုဝင်ဖို့ကရီယာကိုတိုက်ခိုက်ဖို့ပြန်လာခဲ့ပါတယ်။သူတို့ကတိုက်ခတ်ခဲ့ကြပြီးဂျူသားကရီယာကိုသူ့လက်ချောင်းတွေနဲ့ထိုးကလဲပင်းညှိခဲ့ပါတယ်။ ရီယာကလည်းဝဲဥလဲတချောင်းကိုကောက်ပြီးတော့ဂျူသားနှစ်ခုတက်တဲ့ကိုထိုးကကန်ထုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရီယာကဝက်စုံဝက်ကဂျူသားရဲ့ဘိုက်ကိုလည်းဝဲဥနဲ့ထိုးပြီးတော့အခြားခန်းကိုမိတနဲ့သွားယူခဲ့ပါတယ်။ဂျူသားကခန္ဓာကိုယ်တွင်ပြောင်းနေရင်းနဲ့သူ့နောက်ကိုလိုက်လာခဲ့ပြီးရီယာကိုတခွဲခန်းထဲမှာတွေ့သွားတော့ရီယာကမိတနဲ့နဲ့တည်တဲ့အထိကိုပြစ်တတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရီယာကစကန်တစ်ခုလုံးကိုမီးရှို့ခဲ့ပြီးတော့ယင်မြန်စီကိုပြန်သွားခဲ့ပါတယ်။ဒီချိန်မှာတော့သူကဇက်ကိုနိုးနိုင်ခဲ့ပြီးတော့ထွက်ခွာသွားကအာဂတာပလန်ယင်မြန်စီကိုလည်းချိန်မီရောက်သွားခဲ့ပါတယ်။ ဇလန်လီကတော့ဒါပါပဲခင်ဗျဇုံတီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။